ဒီနေ့သမဝိုင်မန်နေ့ကြည်လည်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများတက္ကသိုလ်မှလာပြီးတော့ကုသိုလ်ကောင်းမှုပြုလုပ်ကြပါတယ်။ဒီကုသိုလ်ကောင်းမှုပြုလုပ်တဲ့ပွဲမှာလူသားပိသားဖို့ဆိုတဲ့ကောင်းစဉ်နဲ့ဦးဇင်းတို့တရားစကားပြောကြားပေးပါမယ်။လူဘဝမှာလူရဲ့လို့ဖြစ်လာပြီးဆိုရင်လူတော့လူပဲဒါပေမဲ့လူပိသားဖို့အတွက် ဆိုင်ရန်ဆိုင်ရာကျင့်ဝတ်တွေကိုစူးစမ်းအားထုတ်ပေးရ။အဲ့ဒီကျင့်ဝတ်တွေနဲ့အင်္ဂါရက်တွေနဲ့ပြည့်စုံမှသာလျှင်လူသားတယောက်လူသားစင်စစ်လို့ဧကံမုတ်ချပြောဆိုလို့ရပါတယ်။ဒါကြောင့်မို့ဦးဇင်းတို့လူပိသားဖို့ဆိုတဲ့ခေါင်းစဉ်နဲ့အနှဲငယ်ပြောချပေးပါမယ်။အားလုံးလိုက်ဆိုလိုက်ပါ။ငါးပါးလုံးမှလူပိသား လူဖြစ်ရာကြုံနဲ့လိမ့်မည်ငါးပါးလုံးမှ လူပိသလူဖြစ်ရာကြုံနဲ့လိမ့်မည်တာဝန်ကြီးမှ လူပိသလူဖြစ်ရာကြုံနဲ့လိမ့်မည်တာဝန်ကြီးမှလူပိသလူဖြစ်ရာကြုံနဲ့လိမ့်မည် အတိတရာရှိမှလူပိတာလူဖြစ်ရာဂျွနာလိမ့်မည်အတိတရာရှိမှလူပိတာလူဖြစ်ရာဂျွနာလိမ့်မည်ရမောဥစဉ်တို့လူပိတာဖို့လူဖြစ်ရာဂျွနာဖို့အတွေ့အင်္ဂါရ3မျိုးနံပါတ်1ငါဘာတိလလုံခြုံရမယ်နံပါတ်2ကျင့်ဝတ်တရား တာဝန်ဝတ္တရားတွေနဲ့ခြေပြွန်ရမယ်။နံပါတ်3အတိတရားတွေရှိရ။အဲ့ဒီ၃ခုထဲမှာယနေ့အချိန်အနည်းငယ်ပဲရတဲ့အတွက်ကြောင့်၅ပါးလုံးမှလူပိတလူဖိယချိုနဲ့လိမ့်မယ်ဆိုတဲ့အကြောင်းတရားလေးကိုပဲဥစဉ်တို့ပြောကြားကြအောင်။မဘာလုံးမလူပိသားလူပြည့်ရချုံနဲ့လိမ့်မယ်ဆိုတာလူသားတိုင်းလူသားတိုင်းဘုရားဘာသာမှမဟုတ်ဘူး ကဘာမှာရှိနေတဲ့လူသားပေါင်းအလုံးရဲ့တန်တမငါးပါးတိလာလုံခြုံဖို့အဲ့ဒီငါးပါးတိလာကိုခါဝပစုတ်ကဲ့သို့မြဲအောင်ချိုးစားဖို့တိတ်အရေးကြီးပါတယ်ဒီငါးပါးတိလာနဲ့ပြည့်စုံမှငါးပါးတိလာလုံခြုံမှ လူပိသားတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တယ်လို့ဒါဖရာအစရှိတော်သူတော်ကောင်းများကပြောဆိုဆုံးမတော်မူခဲ့ခြင်းဖြစ်ပါတယ် ငါးပါးသီလဆိုတာလေတာဝန်ဆောင်သူတော်ကောင်းများကုသိုလ်ကောင်းမှုလှုပ်တိုင်းလှုပ်တိုင်းအမြဲတမ်းစောင့်တည်နေကြပဲသူများရဲ့တဲ့ကိုမတတ်ဘူးသူများရဲ့ပစ္စည်းကိုမခိုးဘူးသူများသားများမပြေမှားဘူးလိညာစကားမပြောချဘူးအယက်သေးစားမတော့စားဘူးဒါလူသားတိုင်းရဲ့အခြေခံကျင့်ဝတ်၅မျိုးလို့လဲခေါ်ပါတယ်အဲ့ဒီကျင့်ဝတ်၅ပါးက တနည်းအားဖြင့်ပြောမယ်ဆိုရင်လောကကြီးငြိမ်းချမ်းဖို့အတွက်လဲကြီးစွာသော အထောက်အကူကိုပြုပါနံပါတ်1သူတစ်ပါးရဲ့အသက်ကိုမတတ်ဘူးဒါဥစဉ်တော်တော်ကောင်းများရှင်းနေတာပဲလူသားတိုင်းလူသားတိုင်းကိုယ့်အသက်ကိုကိုချစ်ကြတဲ့အတွက်ကြောင့်ကိုယ့်အသက်ပင်မှာကြောက်ကြတာပဲကျမ်းမာရေးမကောင်းမှုဆိုရင် စေယုံစေကံသွားစေတွေကုသယောဂတွေဖြစ်လာပြီးဆိုရင်ဘယ်သမားတော်ကောင်းတယ်လဲ ဘယ်ဘယ်စေးယုံမှာကိုရမလဲပတ်စံကြီးဘလောက်ကုန်မလဲကုန်မစည်းယောဂါကောင်းရင်ပြီးရောဒါဥစ္စနတူတော်ကောင်းများဘာကြောင့်လဲဆိုတော့အသက်မစည်းအသက်မသေးချင်းကြလို့ပဲကျန်ကျန်မာမာကျန်ကျန်သာသာနဲ့ဘဝကိုရည်တည်နိုင်ချင်လို့စေဝါတွေကိုနေကြတာပဲအဲ့ဒီကျမ်းမာရေးကောင်းဖို့ အသက်တန်းစိတ်အောင်နေနိုင်ဖို့ဆိုတာ အဲ့ဒီပါဏာတိပါဒသိခာဘုဆိုတဲ့သူများရဲ့အသက်ကိုတတ်ပြန်ညှင်းဆဲခြင်းမှရှောင်ကျင်ရင်းဆိုတဲ့အင်္ဂါယသိခာဘုကိုစောက်ထိန်နိုင်ရင်အသက်တန်းရှည်အောင်လဲနေနိုင်တယ်အသက်တန်းကျော်အောင်လဲနေနိုင်တယ်ကျန်းမာရေးကောင်းအောင်လဲနေနိုင်တယ်ဘဝတန်တရာအဆက်ဆက်ကသူများအသက်ကိုတတ်ခဲ့မယ်ဆိုရင်ယခုဘဝမှာအသက်တို့မှာပဲအချို့ချို့ပစ္စည်းဥစ္စာတွေချမ်းသာကြွယ်ဝတဲ့ အသက်တန်းတူတူလေးနဲ့သေသွားရတဲ့ပုဂ္ဂိုလ်တွေလောကမှာအများကြီးပဲနောက်တစ်ခါသူများအသက်ကိုတတ်မှမဟုတ်ဘူးသူများအသက်ကိုညှင်းဆဲရင်လည်းပဲအနာရောဂါတွေများတာပဲသူကဘာအသက်ကိုတော့မသက်ဘူးကိုတိလျောင်းပေတဲ့ ठी ကိုမသက်ဘူးဒါပေမဲ့သူများဒုက္ခရောက်အောင်အမျိုးမျိုးညှင်းဆဲနှိပ်စက်တဲ့ပုဂ္ဂိုလ်တွေလည်းရှိအဲ့ဒီပုဂ္ဂိုလ်များကြတော့ဘဝတစ်လျှောက်လုံးမှာဘဝတန်တရားမှာ သူများရဲ့အသက်ကိုညှင်းဆဲနှိပ်စက်ခဲ့တဲ့အကုသိုလ်ကံကြောင့်ယောဂတွေများရ။ဒါကြောင့်မို့ပါဏာတိပါဒသိက္ခာပုဒ်ကိုစောက်ထိန်လိုက်ချင်းဖြင့်မိမိတို့ရဲ့ဘဝတက်တန်းစိတ်အောင်တက်တန်းကြုံအောင် နေနိုင်ခြင်းကျမ်းကျမ်းမာမာချမ်းချမ်းသာသာနဲ့နေနိုင်ခြင်းဆိုတဲ့အကျိုးတရားကိုဧကံမௌချခံစားသွားရတယ်။ဒါကြောင့်မို့ပါဏာတိပါဒသိက္ခာပုဒ်ကိုစောက်ထိန်ချင်းကြောင့် ကျမ်းမာရေးလမ်းစဉ်ကျမ်းမာရေးကန္တာမှာကြီးစွာသော အထောက်ကူပြုပါတယ်။နောက်တစ်ခါနံပါတ်နှစ်အာဒီနာဒါနသိခါဘုံယနေ့ခေတ်ကတော့ပြောနေစရာကို မလိုတော့အမျိုးမျိုးခိုးနေကြတယ်အမျိုးမျိုးလုနေကြတယ်အမျိုးမျိုးမတရားယူနေကြတယ်ယနေ့ခေတ်မှာကြာဖြန်တို့ဘာလို့စသည်ဖြင့်လိန်ညာမှုတွေတိတ်ကြောက်စရာကောင်းတယ်ကိုယ့်ရဲ့ဗန်ထဲမှာငါဗန်ထဲမှာထည့်ထားရင်အေးစေးတယ် စိတ်ချရတယ်ဆိုပြီးတော့ဗန်ထဲမှာထည့်ထားပင်တော်ညာလဲအဲ့ဒီပုံကိုယ်တွေနဲ့တွေ့သွားရင်ဗန်ထဲမှာထည့်ထားလဲကုံသွားတာပဲအဲ့ကြောင့်ဆရာကောင်းတယ်ငါးပါးသီလကိုစောက်ထိန်မှုအားနည်းနေတဲ့အတွက်ကြောင့်သူများပစ္စည်းကိုတရားသောမတရားသောနှီးနဲ့လိုချင်နေကြတယ်အဲ့ဒီအာရိဏဒါနကံတွေကိုလွန်ကျူးနေတဲ့အတွက်ကြောင့်လောကလူသားတွေဆင်းရဲနေကြတာ မကြီးပွားဘူးမချမ်းသာဘူးအချို့ချို့ကြီးပွားချမ်းသာဖို့ကြိုးစားလောက်ကန်နေရင်လည်းပတ်စံကြီးစုမစုမီဘူးရန်သူမျိုး၅ပါးပေးနေအမြဲတမ်းထိတိနေတယ်ရှာလိုက်ရလိုက်ကုံသွားလိုက်ရှာတော့ရှာတယ်ရလည်းရတယ်ဒါပေမဲ့မတီမြဲဘူးကုံသွားတာဒါမျိုးလည်းရှိတာဒီလုပ်ငန်းတစ်ခုကဒီလုပ်ငန်းတစ်ခုကိုယင်းကြီးမြုံနံလိုက်ရင် ဧကံမုတ်ချချမ်းသာမှာပဲဆိုပြီးတော့ဧကံယာကံတုံးတရားယုံကြည်ပြီးတော့လုတ်ပင်တော်ညာလေအဲ့ဒီကံကြီးကျွလွန်ခဲ့တဲ့ပုဂ္ဂိုလ်ဟာဘာလုပ်ငန်းပဲလုပ်လုပ်ပဲစီးပွားရေးပဲလုပ်လုပ်မအောင်မြင်ဘူးအဲ့ဒါဘာကြောင့်လဲဆိုတော့အာဒိနာဒါနာကံကိုကျွလွန်ခဲ့တဲ့အပြည့်ကြောင့်ပဲဒါကြောင့်မို့လောကမှာချမ်းသာဖို့ချမ်းသာရေးလမ်းစဉ်ချမ်းသာဖို့အတွက်ဆိုရင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောကြားတော်မူတဲ့ အာဒီနာဒါနာသိခာပုဂ္ဂိုလ်ဥစဉ်တော်သူတော်ကောင်းတို့တတ်နိုင်သမျှစောင့်ထိန်ရအဲ့ဒီသိခာပုဂ္ဂိုလ်စောင့်ထိန်ရလောက်သမျှစီးပွားရေးလုပ်ငန်းတွေအစဉ်ပြေပြီးတော့ကြီးပွားတိုးတက်ချမ်းသာလာမှာဖြစ်ပါနာတကာကာမေသူမိစ္ဆာစာရသိပ္ပသိခာပုဒါအိမ်တော်ကြီးနဲ့ပတ်သက်တဲ့သိခာပုပေါ့လူသားတိုင်းလူသားတိုင်းကိုယ့်ရဲ့သားသမီးတွေကိုမွေးလိုက်တဲ့သားသမီးကိုချစ်ကြတာပင် ကိုချင်းမဆာမနာနဲ့သူများသားသမီးအားကိုစော်ကားပြင်းမှလိုက်ရင်အဲ့ဒီအိမ်တော်ကြီးကဘယ်တော့မှအဆင်ပြေမှာမဟုတ်ဘူးဘလောက်ပဲပစ္စည်းဥစ္စာတွေချမ်းသာကြွယ်ဝဘလောက်ပဲရာထူးအာဏာတွေဘလောက်ပဲကြီးမားကြီးမားအိမ်တော်ကြီးဖောက်ပြန်နေပြီဆိုရင်အဲ့ဒီအိမ်တော်ကြီးမှာဘယ်တော့မှတာယာမှာမဟုတ်ဘူးအမြဲတမ်းစိတ်သောကတွေရောက်နေရချမ်းသာကြွယ်ဝမှုကိုလည်းပဲ ချမ်းသာကြွယ်ဝမှုကလည်းပဲတတော်ရဲ့စိတ်ချမ်းသာမှုကိုမပေးစွမ်းနိုင်ဘူး။ဘာကြောင့်လဲဆိုတော့အိမ်တောင်ကြီးဖောက်ပြန်နေတဲ့အတွက်ကြောင့်။အဲ့ဒီအိမ်တောင်ကြီးဖောက်ပြန်မှုကိုတတ်နိုင်သမျှရှောင်ကျင်ကြမယ်ဆိုရင်အိမ်တောင်ကြီးတွေတာတာရေရာနဲ့ရှိကြမှာပဲ။ပစ္စည်းဥစ္စာချမ်းသာတာမချမ်းသာတာတက္ကန္တတာလောကမှာမိသားစုတစုပြပြဆုံးချမ်းချမ်းတာတာနဲ့စိတ်ချမ်းချမ်းတာတာနဲ့နေနိုင်ဖို့ဆိုတာလေအရေးကြီးတာပဲ ရမောဒီကာမေသူမိဆာစာဒသိခာဘုတ်ဒီအိမ်တော်ရေးလုပ်ငန်းတစ်ခုအတွက် ကြီးစွာသောအထောက်အကူကိုပေးပါတယ်ယနေ့ဥစဉ်တို့ကြေးလိုက်တဲ့ရုပ်ရှင်ကားတွေကိုရီးယားကားတွေယိုဂျီယာလာတဲ့ကားတွေကားတိုင်းကားတိုင်းကအိမ်တော်ရေးဖောက်ပြန်တဲ့ကားတွေဤပဲကြည့်နေကြဒါကမြန်မာနိုင်ငံကရိုက်တဲ့ကားလေဒီတိုင်းပဲရုပ်ရှင်ကားတွေလည်းကြီးလိုက်ရင်အိမ်တော်ကြီးဖောက်ပြန်တဲ့ကားတွေပဲရိုက်နေကြတယ် အဲ့ဒါတွေကိုသူယူပြီးတော့လူသားတွေအိမ်ဆောင်ရေးတွေဖောက်ပြန်နေကြတာအဲ့ဒီအိမ်ဆောင်ရေးတွေဖောက်ပြန်နေတဲ့အတွက်ကြောင့်မိသားစုတွေအဆင်းရှင်ဒုက္ခရောက်နေရကိုမွေးလိုက်တဲ့သားတွေသမီးတွေမိဘတွေအိမ်ဆောင်ရေးဖောက်ပြန်တဲ့အတွက်ကြောင့်သားတွေသမီးတွေမျက်နှာငယ်ရတယ်အလွန်တရာကြောက်စရာကောင်းတာပေါ့ဒါကြောင့်မဟုတ်စနဲ့သူတော်ကောင်းများမိသားစုဘဝချမ်းချမ်းသာသာအေးအေးချမ်းချမ်းနေနိုင်ဖို့ဆိုတာ ဒီအာတေကာမေသူမိတ်ဆွာစွာသိခပုတ်ကသိအရေးကြီးတာပဲနောက်တခါမုဒဝါဒသိခပုတ်လိညာစကားပြောချမ်းမင်းဒီသိခပုတ်ကိုစောက်ထင်းကြရင် လောကမှာတရားယုံရောက်เสียအကြောင်းလည်းမရှိဘူးညီကိုမောင်နှမချင်းချင်းရံဖြစ်เสียလည်းအကြောင်းမရှိဘူးအလုရှင်အချင်းချင်းစိတ်တော်ကရောက်เสียလည်းအကြောင်းမရှိဘူးဒါပေမဲ့ယဉ်ကျေးခင်မှာလိညာမှုတွေမြောက်များစွာရှိတယ်ဘလောက်ပဲစာချုပ်တွေချုပ်ချုပ် ဘလောက်ပဲဂရိကဝတိပြူပြူလိန်တဲ့ပုဂ္ဂိုလ်ကလိန်တာပဲညာတဲ့ပုဂ္ဂိုလ်ကလည်းညာတာပဲနောက်ဆုံးတူတုံချင်းတူဆုံးဆင်းတဲ့မြေကိုမောင်နှမအချင်းချင်းတောင်မှလိန်နေကြတယ်ညာနေကြတာဒီမုဒ္ဒဝါဒသိခာပုံဒီသိခာပုဂ္ဂိုလ်ကျူးလွန်တဲ့အတွက်ကြောင့်လူမှုရေးလောကမှာဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးပြောသည်မလည်းအောင်မြင်မှာမဟုတ်ဘူးလုပ်သည်မလည်းအောင်မြင်မှာမဟုတ်ဘူး ။ဘာကြောင့်လဲဆိုတော့သူ့မှာဂတိတည်မြဲဂတိတည်တဲ့ပစ္စာရှိတဲ့အလုံးမရှိတဲ့အတွက်ကြောင့်သစ္စာမရှိတဲ့အတွက်ကြောင့်အမြဲလိမ်ညာနေတဲ့အတွက်ကြောင့်သူပြောတဲ့စကားကိုတည်းဘယ်သူမှမယုံကြည်ကြဘူး။ဒါကြောင့်မို့ဦးဇနောသူတော်ကောင်းများလောကမှာလူမှုရေးလုပ်ငန်းမှာကြီးစွာသော အထောက်အပံ့ကိုပေးတယ်။ဒီမူတာဝါဒသိခါဘုံလိမ်ညာစကားပြောကြခြင်းမှာရှောင်ခြင်းပဲဆိုတဲ့သိခါဘုံကိုပုဂ္ဂိုလ်လည်းအထူးလိုက်နာခြင်းသုံးရမှာ နောက်တစ်ခါတွေ့လာမေရိယသိခါဘုံသူကတော့ပညာရင်းနဲ့တိုက်ရိုက်ပတ်သက်သွားအယက်သိစာတောက်စားတဲ့ပုဂ္ဂိုလ်တွေဘလောက်ပဲပစ္စည်းဥစ္စာရှိရှိအတိတရားတွေကချွတ်ယွင်းလာတာပဲဒါသိပ္ပံပညာရှင်တွေတွေ့တာဒါဥစ္စာတို့တော်ကောင်းတော့အလုံးသိပြီးသားပဲအယက်တစ်ခွက်တောက်ရင်အုံနောက်မှာရှိတဲ့အတိညာဆဲတွေဘလောက်ကုန်သွားလဲဘလောက်ပျက်စီးသွားတယ်အလုံးသိပြီးတဲ့အတိုင်းပဲဒီယက်သိစာကို များစွာတောက်စားလာပြီးဆိုရင်အိမ်တော်ရေးလည်းအဆင်မပြေတော့ဘူး မိသားစုရေးလည်းအဆင်မပြေတော့ကြီးပွားချမ်းသာရေးလည်းအဆင်မပြေတော့ပညာရေးလုပ်ငန်းတွေမှာလည်းအဆင်မပြေတော့အရေးဒေသများစွာတောက်စားတဲ့ပုဂ္ဂိုလ်များရဲ့အဖြစ်ကလူယူတွေစွန့်အာနာမကြတွေအဲ့ဒီပုဂ္ဂိုလ်မျိုးစင်းထဲမှာဒါပါသွားတာယူနေတဲ့ပုဂ္ဂိုလ်တယောက်ကကိုယ်တော်မှန်လည်းမသိဘူးအကုသို့မှန်လည်းမသိအကောင်းဆိုးလည်းမသိဘူးသူလှုပ်ချင်တာလှုပ်နေတာတို့တူပဲ အရက်မိုးနေတဲ့ပုဂ္ဂိုလ်တရားကိုသွားမိကြည့်လိုက်ပေါ့သွားကြည့်လိုက်ပေါ့ဘလောက်ပဲအိန္ဒြေရှိပါစေဘလောက်ပဲချမ်းသာပါစေအရက်သေးစားတောက်စားလာပြီးဆိုရင်ပြောဆိုတဲ့ညံမှလည်းမှားလာမှာပဲလောက်ကင်တဲ့ညံမှလည်းမှားနေမှာပဲပြုတ်မှုဆက်ဆံတဲ့ညံမှလည်းမှားလာမှာပဲမိသားစုတစုမှာအိန္ဒံဦးစီးတယောက်ကအရက်သေးစားတောက်စားလာပြီးဆိုရင်ကြံတဲ့မိသားစုတွေကမျက်နှာငယ်ရတာပဲအရက်သမားရဲ့သားအရက်သမားရဲ့သမီး အယတမရဲ့မယားဆိုပြီးတော့လောက အလယ်မှာမျက်နှာငေရစီပါရည်တဲ့ဟောဒီပတိမလုံချင်တော့ဘူးကြည်ပါရည်လုပ်ငန်းဆိုတဲ့မလုံချင်တော့ဘူးအာရှိအယဘက်တောင်းနေကြဒီရက်သေးစာတောက်စားခြင်းဟာကောင်းကျိုးတွေကိုဘာတစ်ခုမှမပေးဘူးမကောင်းကျိုးဒုက္ခကိုသာပေးတယ်ဆိုတဲ့အတိတ်တရားတွေရှိလာတဲ့ဒီနေ့ရက်သေးစာမတောက်စားတော့ဘူးဆိုရင်မိသားစုမှလည်းချမ်းသာကြတာပဲ အဖေကမူမူယူနဲ့ပြန်လာရင်ကြံတဲ့သားတွေသမီးတွေရဲ့မျက်နှာကိုကြည့်လိုက်ပေါ်ဘလောက်ကန်စားနေရတရားမို့စနောက်တော်ကောင်းများကိုချင်းစားစိတ်ထားပြီးတော့ငါမိသားစုချမ်းသာဖို့ငါပဝန်းကျင်ဂုံရှိဖို့အတွက်အရေးသေးစားတောက်စားခြင်းမှလည်းရှောင်ခြင်းပဲအဲ့လိုမျိုးရှောင်ခြင်းလိုက်မယ်ဆိုရင်မိသားစုတွေအေးချမ်းသာရာချမ်းမြေ့သာရာပျော်ပွဲကောင်းသောမိသားစုတစုဖြစ်လာမှာဖြစ်ပါတယ်တရားမို့စနောက်တော်ကောင်းများ လူပိသားဖို့လူဖြစ်ရကြုံနတ်ဖို့အတွက်အင်္ဂါရ3မျိုးတည်းကနံပါတ်1 5ပါးလုံးမှ လူပိသားလူဖြစ်ရကြုံနတ်လိမ့်မည်ဆိုပြီးတော့မိမိတို့ကလူဖြစ်ရကြုံနတ်ရအောင်မြတ်စွာဘုရားသခင်ကိုတော်မြတ်ကြီးဟောကြားတော်မူတဲ့5ပါးသီလသိက္ခာပုံသူများရဲ့အသက်ကိုတတ်ဖြတ်ညှင်းဆဲခြင်းမှလည်းရှောင်ကျဉ်နိုင်ကြပါစေသူများရဲ့ပစ္စည်းကို မတရားယူခြင်းမှလည်းရှောင်ကျဉ်နိုင်ကြပါစေ သူများသားများကိုပြင်မာစော်ကားခြင်းမှလည်းရှောင်ကျဉ်နိုင်ကြပါစေ။လိညာစကားမုတ်သားစကားကြမ်းတမ်းသောစကားပြောကြားခြင်းမှလည်းရှောင်ကျဉ်နိုင်ကြပါစေ။အယက်သေးစံမူရည်စေဝါသုံးဆွဲခြင်းမှလည်းရှောင်ကျဉ်နိုင်ကြပါစေ။အဲ့ဒီသိခါဖို့ငါးပါးကိုလိုက်နာခြင်းသုံးစောက်တည်နိုင်ကြသဖြင့်ယခုဘုရားလဲချမ်းသာတန်တရာလဲချမ်းသာ နောက်ဆုံးနိဗ္ဗာန်ချမ်းသာတိုင်အောင် ဧကံမုတ်ချခံစားဆန်ဆန်းနိုင်သောသူတော်ကောင်းပုဂ္ဂိုလ်များအပီပီဖြစ်ကြပါစေဂုံတတိကံရစ္ချာရအောင်အာလုံးလိုက်ဆိုလိုက်ပါအရှင်မြတ်တို့ဘုရားတပည့်တော်များသည်ကံကို၎င်းကံဤအကျိုးတရားကို၎င်း ယတနာမြတ်၃ပါးတို့ဤဂုံကျေးစုကို၎င်းယုံသည်ယုံကြည်ပါသည်ဖြစ်၍ယနေ့ယခုသာသနာတက္ကသိုလ်တို့လာရောက်ကြ၍ဖျားအမှုရှိသော400ကျော်သောတန်ဃာတော်အရှင်မြတ်တို့အားကာလာဒါနာဖြစ်သော ဝါဆိုသင်္ကန်းဝါဆိုဆွမ်းမြနှင့်တကားလူတန်းပွေရာပစ္စည်းဝတ္ထုအဆုစုတို့ကိုလူတန်းရသောဒါနာကုသိုလ်စောက်တည်ရသောသီလကုသိုလ်ပရိတ်တရား나유ရသောဟောကြားရသော ภาวนากุตุเอโตปองอะมญามญะตโตกุตุกันเสดนาติพยาตะปิรโตอโลชิอัตโตบวะตันปัตติบวะอสินอตันမြင့်တထမြင့်ချင်းဘောဂတံပတ္တိစီစိန်ဥစ္စာ ယတနာဆွေငွေယာတုဌာနန္တရာတဏိတချာတိုးပွားပြည့်စုံခြင်းအာရောကြတံပတိအနာယောဂကင်းစင်กว่า၍ဘဝခန္ဓာကြမ်းကြမ်းမာမာချမ်းချမ်းသာသာရွတ်ဆောင်နိုင်ခြင်း နိဗ္ဗာန်သံပတ္တိဩနာတိယဒုက္ခပေတို့ဤငြိမ်းအင်းရာအမှန်မြတ်နိဗ္ဗာန်သို့ရောက်နိုင်ရနိုင်ခြင်းအစရှိသောအကျိုးတရားတို့နှင့်တနေ့တချာတူပွားပြည့်စုံရပါလို့ဤ အရှင်မြတ်တော်ဖရာယနေ့ယခုဖရာတပည့်တော်တို့စုပေါင်း၍ပြုလုပ်အားထုတ်ရသောကုသိုလ်ကောင်းမှုအဖို့ပါကားတို့ကိုယခုဘဝရှိရှိဘဝတောဆကြသောမိဘဘိုးဘွား ဆရာသမားတို့အားအစထား၍ယင်းမြေတနည်းပြည့်ရှင်မင်းငရဲတနည်းယမမင်းနတ်တို့တနည်းတရားမင်းကိုဆောင်နှံ့ဣတက္ကသူဆောင်နှံ့ကဘာဤစေတီတော်ဆောင်နှံ့ ကဘာအေးကုန်းမြေဆောင်နဲ့မြို့ဆောင်နဲ့နိုင်ငံဆောင်နဲ့ကဘာဆောင်နဲ့သာသနာတော်ဆောင်နဲ့အပါအဝင်32ပုံကျင်းလေကုန်တော်ဝိနည်းသုခိတဒုခိတတတဝအပေါင်းတို့အာ အမြအမြပေးဝေပါ၏အမြအမြပေးဝေပါ၏အမြအမြပေးဝေပါ၏အာလုံသောလူနာမြတ်မသတ္တဝါအနန္တမန္တမြတ်တို့သည်ဖရာတပြည့်တော်သို့နည်း ညီတို့ညီမြအမြရ၍ထတ်တူထမြကုသိုလ်ရ၍ကိုစိတ်နှဖျားကျမ်းမာကြသည်ကိုစိတ်နှဖျားချမ်းသာကြသည်ကိုစိတ်နှဖျားဝမ်းသာကြသည် phi cha ba sĩ đô cú đô âm nhà âm nhà âm nhà yu đô mô cha ba gông lo ta du ta du ta du cú đô âm nhà âm nhà âm nhà yu đô mô cha ba gông lo padu 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 kudo amya 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 yura moja bagong lo padu 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 babiya.